အားလုံးမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Evan ပါဒီကနေ့ April 28ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီနေ့ညနားဆက်မယ့်သတင်းတွေကတော့စကိုင်းတိုင်းကလင်းမြို့နယ်တောင်ပိုင်းကျန်တာကျေးရွာကိုချမ်ပတ်စစ်ကောင်စီကစစ်ကြောင်းထိုးလာတာကြောင့်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကအယောက်20ဝန်းကျင်တေဆုံးခဲ့တယ်လို့သိရပါတယ် ချင်းပြည်တောင်ပိုင်းပရဝမြို့နယ်မှာအာခတ်တတော် AA တပ်ဖွဲ့ဝင်2ဦးကချင်းမျိုးသမီးတဦးကိုမရင်းပြုချင်းပြီးနောက်တပ်ဖြတ်ရန်ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ်ကိုလွတ်လပ်သောစုံစမ်းစစ်ဆေးမှုအများဆုံးပြုလုပ်ပေးဖို့နိုင်ငံတကာခုမီလူငယ်များအသင်း GKYA ကတောင်းဆိုလိုက်ပါတယ်။အကြမ်းဖက်တပ်ဖြတ်မှုတွေကိုကျူးလွန်နေတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်အပါအဝင်စစ်ကောင်စီနဲ့ပတ်သက်ဆက်ဆက်သူ106ရောက်နဲ့အဖွဲ့အစည်း22ခုကိုတံခတ်ပိတ်ဆို့ထားတာတွေတပ်တန်းထက်မှန်တိုးလိုက်တယ်လို့ ဥရောပသမဂ္ဂ EU ကထုတ်ပြန်လိုက်တဲ့သတင်းတွေနဲ့အတူခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။စကိုင်းနိုင်ကလင်းမြို့တောင်ပိုင်းကျန်တာချေးရွာကိုအချမ်းပတ်စစ်ကောင်စီကစစ်ကြောင်းထိုးလာတာကြောင့်ဒေါ်လန်ရေးတပ်ပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကအယောက်20ဝန်းကျင်ထိဆုံးခဲ့တယ်လို့စီးရီးသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့တွေဟာကလေးမကွေးအဆက်ဟန်တာဝရီချေးရွာကနေ ကျန်တာချေးရွာကိုအင်အား300ဝန်းကျင်ရှိတဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့ဧပြီလ25ရက်နေ့ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးဧပြီလ29ရက်နေ့သုံးရက်တာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဘက်ကအယောက်20ခန့်သေဆုံးပြီးလက်နက်၈လက်သိမ်းဆီးရရှိခဲ့တယ်လို့ချင်းမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူစလိုင်းချက်နီကပြောပါတယ်။နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီကကလေးကံကောကားလမ်းမပေါ်ကနှချောင်းချောင်းခွ ဖလားမျိုးနယ်ဝေဘူးလားမျိုးတွေကိုပုံချဲတိုက်ခိုက်ခဲ့ပြီးအရတားပြည်သူလေးဦးတေဆုံးက၁၀ရောက်ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဘုံကြီးကျောင်းနဲ့လူနေအိမ်အဆောက်အဦး15လုံးကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ကလေးကံကောကလမပေါ်ကစစ်ကောင်စီအမကန်တစခန့်တွေဖြစ်တဲ့ကပနီမန်ဒေါအောင်တရာအရှိအနောက်ပြူစောတီဆိုးမှုတဲ့ဂျန်တာရွာတို့ကို CDF KKG Major Operation စစ်စင်မှာဒေါ်လာရင်ပူပေါင်းတပ်တွေက ိမ့်ပတ်ခဲ့ကြပါတယ်။စစ်ကောင်စီတပ်နဲ့သူ့ရဲ့လက်ကင်တို့ပြူစောထီတပ်ဖွဲ့တွေဟာအန်တာဝရီကျေးရွာဘက်ကိုဆုတ်ခွာထွက်ပြေးသွားကြပြီးနောက်သူတို့ဆုံရှင်ခဲ့တဲ့စခန်းကိုပြန်လည်သိမ့်ပတ်ဖို့တံပြန်ထိုးစစ်ဆင်မှု ပြုလုပ်လာတာဖြစ်ပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နိုင်တယ်လို့သိရပါတယ်။ရှင်းပြည်တောင်ပိုင်းပလောဝမြို့နယ်မှာအာခတ်တက်တော် AA တပ်ဖွဲ့ဝင်2ဦးကရှေးအမျိုးသမီး2ဦးကိုမရင်းပြုချင်းပြီးနောက်တပ်ဖြတ်ရန်ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ်ကို လွတ်လပ်သောစုံစမ်းစစ်ဆေးမှုအမြန်ဆုံးပြုလုပ်ပေးဖို့နိုင်ငံတကာခုမီလူငယ်များအသင်း GKYA က တောင်းဆိုလိုက်ပါတယ်။ဒီလိုရဟာလူခွင့်ရင်းနဲ့ PP ဆိုင်ရာလူသားချင်းစာနာမှုဥပဒေကိုပေါ်ပေါ်တင်တင်ချိုးဖောက်တာဖြစ်ပြီးဒေသတွင်းအမျိုးသမီးတွေရဲ့လုံခြုံမှုနဲ့ဂုဏ်သိက္ခာကိုချိန်ချောက်စေတဲ့လုပ်ရဖြစ်တာကြောင့်ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့လည်း GKYA ကဆိုပါတယ်။ ULAAA အနေနဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလွတ်လပ်သောစုံစမ်းစစ်ဆေးမှုကိုအမြန်ဆုံးဖော်ဆောင်ရန် ကျူးလွန်သူတွေရဲ့အမည်တွေကိုဖော်ထုတ်ပြီးပြည်တွင်းနိုင်ငံတကာဥပဒေရဲ့လုံထုံးလုံးကြီးတွေနဲ့အညီပွင့်လင်းမြင်သာစွာတရားစွဲအရေးယူအပြစ်ပေးရန်နိုင်ငံတကာခုမီလူငယ်များအသင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကျူးလွန်ခံရသူတွေအတွက်လိုအပ်သောစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးဆောင်ရှားမှု လုံခြုံမှုဥပဒေအကာအကွယ်နဲ့အခြားလိုအပ်သောအကူအညီတွေကိုလည်းပံ့ပိုးဆောင်ရွက်ပေးရန်လဲတောင်းဆိုထားပါတယ်။ ULAA အနေနဲ့နောက်နောက်မှာ အထူးသဖြင့်အမျိုးသမီးတွေကလေးတငယ်တွေနဲ့ပြည်သူလူထုရဲ့လွတ်လပ်မှုတရားမျှတမှုနဲ့လုံခြုံမှုတို့ကိုဆန့်ကျင်တဲ့အကြမ်းဖက်မှုအားလုံးကိုခြွင်းချက်မရှိရပ်တန့်ရရန်လဲတောင်းဆိုထားပါတယ်။ဒါအပြင်မြန်မာပြည်တွင်းမှာရှိတဲ့လူအခွင့်အရေးနဲ့အမျိုးသမီးအခွင့်အရေးတွေအတွက်တက်ကြွလှုပ်ရှားနေကြတဲ့လူမှုအဖွဲ့အစည်းတွေအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအနေနဲ့လည်းကျူးလွန်ခံရသူအမျိုးသမီးအတွက်တရားမျှတမှုရရှိရေးဝန်ဝန်ကူညီဆောင်ရွက်ပေးကြဖို့ကိုလည်း နိုင်ငံတကာခုမီလူငယ်အသင်းကတောင်းဆိုထားပါတယ်။ပြီးခဲ့တဲ့ April 5ရက်နေ့ကပလဝမြို့နယ်စိန်စင်ကျေးရွာနီးမှာ ULA AA တပ်ဖွဲ့ဝင်2ဦးကအိမ်တောင်တဲ့ချင်းမျိုးသမီးတဦးကိုမရင်းပြူချင်းခဲ့ပြီးနောက်ရင်းနှစ်တက်ဖြတ်ရန်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ULA AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကပြစ်မှုကျူးလွန်သူတပ်ဖွဲ့ဝင်2ဦးကိုဖမ်းဆီးရမိထားပြီးဖြစ်ကြောင်းတရားမျှတမှုရှိရတဲ့အတွက်အပြစ်ပေးအရေးယူဆောင်ရွက်မယ်လို့ ြောဆိုထားပါတယ်။စကိုင်းတိုင်းကလေးမြို့မှာနေထိုင်တဲ့ချင်းလူမျိုးတအူးကိုအချမ်းပတ်စစ်ကောင်စီကတပ်ဖြတ်ပြီးအယိုးစုတွေကိုဒါမိသားစုထံပြန်ပေးခဲ့တယ်လို့သိရပါတယ်။ကလေးမျိုးစံပြရက်ွက်နေအသက်29နှစ်အရွယ်ချင်းလူမျိုး Dominic Dalkan 9ဟာ April 24ရက်နေ့ကနေအိမ်ကိုပြန်လာတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်ပြီးမိရှုခဲ့တာလို့ဒေသခံတအူးကပြောပါတယ်။ နေအိမ်ကိုပြန်မရောက်လာနိုင်တဲ့အတွက်မိသားစုဝင်တွေကလိုက်လံရှာဖွေကြရမှာဧပြီလ26ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ကမိသားစုဝင်တွေထံအကြောင်းကြားကကျွင်းကြံအယိုးပြစုတွေကိုလည်းမိသားစုပြန်အခဲတာလို့သိရပါတယ်စစ်ကောင်စီဟာရခိုင်ကလေးကခုလိုအယက်သားပြည်သူတွေကိုပြစ်တက်ပြီးလက်ဆဖျောက်မှုတွေမကြာခဏရှိခဲ့ပါတယ်ဒီအပိုင်းအတွင်းမှာတော့အပြင်သွားလာတဲ့လူငယ်တွေကိုစစ်ကောင်စီကဖမ်းဆီးမှုတွေပုံများလာတယ်လို့သိရပါတယ် အကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတဲ့စစ်ကောင်ဆောင်မြောက်လှိုင်အပေါင်းဝင်စစ်ကောင်စီနဲ့ပတ်သက်တဲ့ဆက်ဆက်သူ106ရောက်နဲ့အဖွဲ့အစည်း22ခုကိုတန်ခတ်ပိတ်ဆို့ထားတာတွေတက်တန်းထမှန်တိုးလိုက်တယ်လို့ဥရောပသမဂ္ဂ EU ကထုတ်ပြန်ပါတယ်။ဆရာနာသိမ်းပြီးနောက်ပြင်းထန်တဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့်2021ခုနှစ်ကတည်းကချမှတ်ထားတဲ့ EU ရဲ့အရေးပိတ်ဆို့မှုတွေကိုနှစ်စဉ်တက်တန်းတိုးလိုက်တာ ခုလဲစစ်ကောင်းဆောင်မရောက်နိုင်တဲ့စစ်ဘုတ်ရုပ်တွေအပါအဝင်စစ်အုပ်စုနဲ့ပတ်သက်ဆက်နွယ်နေတဲ့လူပုဂ္ဂိုလ်106ယောက်နဲ့အဖွဲ့အစည်း22ခုအပေါ်တန်ခတ်ပိတ်ဆို့ထားမှုကို2026ခုနှစ်ဧပြီလအထိထက်မှန်တက်တန်းတိုးလိုက်တာဖြစ်ပါတယ်။ဥရောပတမကပိတ်ဆို့အရေးယူထားတဲ့သူတွေထဲမှာစစ်ကောင်းဆောင်မရောက်နိုင် စစ်ကောင်စီအဖွဲ့ဝင်တွေဝင်ကြီးတွေတရားရေးအဖွဲ့ဝင်တွေကြီးရေလီစစ်ဘုတ်ချုပ်တွေစစ်တပ်တောက်ခံတဲ့ စီးပွားရေးသမားတွေနဲ့ခရိုနီရွေးကောက်ပွဲ ကော်မရှင်ဖွဲ့တွေအွန်လိုင်းဝေလင်ကိုင်းနဲ့ဆက်နွယ်သူတွေပါဝင်ပါတယ်။စီးပွားရေးပိတ်ဆို့အရေးယူထားတဲ့အဖွဲ့အစည်း22ခုထဲမှာတော့စစ်တပ်ပိုင်ကုမ္ပဏီတွေနိုင်ငံပိုင်နဲ့စစ်တပ်ထိ ंछ ုပ်ထားတဲ့ပုဂ္ဂိုလ်ကကုမ္ပဏီတွေကာကွယ်ရေးဝန်ကြီးဌာနစစ်ကောင်စီရဲ့ကြီးရေလီစစ်တပ်နဲ့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်တွေပါဝင်တယ်လို့သိရပါတယ်။ပကိုးတိုင်းတာယာဝတီခရိုင်မင်းလှမြို့နယ်အတွင်းမှာ အင်အား90ခန့်ရှိတဲ့အချမ်းပတ်စစ်ကောင်စီစစ်ကြောင်းကိုဒေါ်လိုင်းဤတပ်တွေကတိုက်ခတ်ရမှာစစ်ကောင်စီတပ်သား10ယောက်သေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဘူကိုရိုင်းစစ်ဌာန viewer 22စီကသိရပါတယ်။မင်းလာမြို့နယ်စားကြောင်းကျေးရွာကိုရောက်ရှိနေတဲ့အင်အား90ခန့်ပါအချမ်းပတ်စစ်ကောင်စီဟာဧပြီလ29ရက်မနေ့အစောပိုင်းမှာလက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ပြီးမမိုးရိပ်ကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရမှာမမိုးရိပ်စစ်ကြောင်းကနေ ဇေယျမြောင်ခြေရွာဘက်ကိုစစ်ကြောင်းထိုးလာခြင်းဗျူဟာ22နှစ်ပူပေါင်းမဟာမိတ်စစ်ကြောင်းကတိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။နှစ်နာရီကျော်ကြာမြင့်ခဲ့တဲ့အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီက MI 35တစီ Jet Fighter နှစ်စီးနဲ့လေကြောင်းပစ်ကူပေးခဲ့ပြီးနေ့လယ်ပိုင်းမှာတော့စစ်ကောင်စီစစ်ကြောင်းဟာထောက်ချက်ခြေရွာဘက်ပြန်ဆုတ်ခွာသွားပြီးဘုံကြီးကျောင်းမှာတဆွဲထားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်က၁၀ရောက်တေဆုံးပြီး လက်နက်ခဲယမ်းတွေနဲ့စစ်သုံးပစ္စည်းတွေသိရှိရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲကိုဘူဟာ22က PDF တရင်တွေဖြစ်တဲ့တရင်3031 3831 3832 3833နဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့တွေတခုဖြစ်တဲ့အရှိုချင်း Defense Force ACDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ April 28ရက်ကနေမေလ3ရက်အထိတနင်္ဂနွေလုံးမှာအချိန်ကမဟုတ်မိုးရမဲလို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက April 29ရက်မှာထုတ်ပြန်ပါတယ်။ April 29ရက်ညနေ9နာရီခွဲအချိန်တိုင်းထွာချက်အရအချိန်မဟုတ်ရွာမဲ့မိုးဟာနေရာကျဲကျဲကနေနေရာစိတ်စိတ်မိုးတချွန်ရွာနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အချိန်ကမဟုတ်ရွာတဲ့မိုးကြောင့်လေပြင်းတိုက်တာမိုးတချွန်ရွာတာ မိုးကြိုးပြစ်တာ၊လက်စီလက်တာ၊မိုးသီးကျွေတာနဲ့မြေပြိုတာတွေလည်းဖြစ်နိုင်တယ်လို့မိုးစလကကြိုတင်သတိပေးထားပါတယ်။တစ်ချိန်တည်းမှာပဲမြန်မာမှာထောင်ချီတည်ဆုံးခဲ့တဲ့ငလျင်ကြီးတလပြည့်ပြီဖြစ်ပေမဲ့ငလျင်တန်တင့်သူထောင်ချီဟာယာယီအမိုးကားတွေအောက်မှာပဲနေထိုင်နေရတော့ဖြစ်ပါတယ်။ဒီအခြေအနေကြောင့်မုတ်တုံမိုးလာချိန်မှာကြိုတင်ကာကွယ်နိုင်တဲ့ယောဂါတွေဖြစ်ပွားနိုင်တဲ့အန္တရာယ်တွေရှိတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ကပြီးခဲ့တဲ့ရက်ပိုင်းမှာတရီပေးထားပါတယ်။ဒီတင်ပေး VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။